ဘောလုံးချစ်ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးသွားမှာကတော့အစုပ်၃ခုနဲ့လူသားပက်ကြီးဆိုင်ရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်ပက်ကြီးဆိုင်ဒီဘောလုံးသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးနဲ့အအောင်မြင်ဆုံးသောအာရှကစားသမားများထဲမှတဦးဖြစ်ပြီးတော့သူ့ရဲ့ကစားသမားဘဝတွင်စူပလာပေါင်း16လုံးထိရရှိခဲ့သူပဲဖြစ်ပါတယ်သူဟာ UEFA Champions League Final ကိုပထမဆုံးကစားခဲ့တဲ့ပထမဆုံးရခဲ့တဲ့အာရှသားကစားသမားတဦးပဲဖြစ်ပါတယ်အဲ့ဒါအပြင် FIFA ကမ္ဘာကပ်ဖလားကိုလည်းစွတ်ကူးနိုင်သောပထမဆုံးအာရှသားလည်းဖြစ်ခဲ့ပါတယ်ပက်ကြီးဆိုင်ဒီကွင်းလယ်နေရာတိုင်းတွင်ကစားနိုင်ခဲ့ပြီးတော့မမောတဲ့မပန်းတဲ့စော့ကစားနိုင်တဲ့သူ ူမို့အစုတ်၃ခုနဲ့လူသားဟုပဲအမိပြောင်ပေးခြင်းလဲခံထားရသူပဲဖြစ်ပါဒါအပြင်သူ့ရဲ့ထူးခြားသောကြံ့ခိုင်မှုနဲ့အလုံကျိုးစားမှုတွေကြောင့်လည်းထင်ရှားသူပဲဖြစ်ပါပတ်ဂျီဆန်ဒီသူ့ရဲ့ဇာတိတောင်ကိုရီးယားတွင်ကစားသမားဘဝကိုစတင်ခဲ့ပြီးတော့ခရိုတိုပါပဲဆန်ကအသင်းတွင်ကစားရန်ဂျပန်နိုင်ငံသို့မပြောင်းမီတက္ကသိုလ်ဘောလုံးအသင်းတွင်ကစားခဲ့ပါတယ်သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းနီးပြဟာ PFV အသင်းကိုကင်တွယ်ရန်နယ်သာလန်သို့ရောက်ရှိပြီးတဲ့နောက်မှာတော့တနည်းအကြာမှာပဲပတ်ဂျီဆန်ဟာဆီယာဖြစ်သူနဲ့အတူ PFV အသင်းမှာပူးပေါင်းခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်နီးပြဆိုင်လက်ဖာဂူဆန်ကသူ့ရဲ့အရေးချင်းတွေကိုတတိမထားမိ ိခင်မှာပဲပတ်ကြည်ဆန်ဟာ PFV အသင်းနဲ့အတူ2004 2005ခုနှစ်တွင် Champion League Semi-final သို့တက်လန်းနိုင်ခဲ့ပါတယ်ပြည်တွင်းအမှတ်ပေးဖလားနှလုံး KMVB ဖလားနဲ့ Johan Cruyff Dino တို့ကိုလည်းရရှိခဲ့ပါတယ်2005ဇူလိုင်လတွင် Manchester United အသင်းသို့ပေါင်၄သန်းဝန်းကျင်ဖြင့်ပြောင်းရွှေ့လာခဲ့ပြီးတော့ United နဲ့အတူ Premier League ဖလား၄ကြိမ် Champion League ဖလားနဲ့ FIFA Club ကမ္ဘာဖလားများအပါအဝင်စုဖလားပေါင်း၁၁လုံးစုကူးနိုင်ခဲ့ပါတယ်အသင်းနဲ့အတူ9နှစ်ကြာဖြတ်သန်းပြီးတဲ့နောက်မှာတော့2012 Chubia အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်ဒါပေမဲ့ Chubia အသင်းမှာဒဏ်ရာပြဿနာတွေနဲ့ ဲ့လုံပန်းခဲ့ရပြီးတော့အတင်းကလည်းတန်းစင်းခဲ့ရပြီးတဲ့နောက်မှာတော့2013 2014ရာသီတွင် PFV တို့အငှားဖြင့်ပြန်လည်ရောက်ရှိပြီးတဲ့နောက်မှာတော့ဒူးဒန်ရာကြောင့်ပဲရာသီကုန်းမှာကစားသမားဘဝနေပြီးတော့အပြည့်အသက်အနားယူသွားခဲ့ပါတယ်တောင်ကိုရီးယားလက်ရွေးစင်အတင်းသားတဦးအနေဖြင့် ပက်ဂျီဆန်သည်အတင်းအတွက်ပွဲပေါင်း100ကစားပေးခဲ့ပြီးတော့73ဂိုးသွင်းယူပေးခဲ့ပါတယ်ပက်ဂျီဆန်ဟာ2002ခုနှစ် FIFA ကမ္ဘာဖလားပြိုင်ပွဲတွင်အတင်းသားတဦးဖြစ်ခဲ့ပြီးတော့2006ခုနှစ် FIFA ကမ္ဘာဖလားနဲ့2010 FIFA ကမ္ဘာဖလားတို့အတွက်လည်းပါဝင်ကိုစားပြုခဲ့ပါတယ်ကမ္ဘာဖလားပြိုင်ပွဲတွင်ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားအဖြစ်၄ချိန်တိုင်တိုင်သတ်မှတ်ခံခဲ့ရပြီးတော့ဒီမတ်တန်းဟာမြည်သည့်အာရှကစားသမားတိုင်းထက်မဆိုအများဆုံးကစားသမားဖြစ်ခဲ့ပါဒါအပြင်အန်ဂျန်ဝန်နဲ့ဆွန်ဟောင်မင်းတို့နဲ့အတူကမ္ဘာဗလာပြိုင်ပွဲ၃ခုတွင်တွင်းကို၃ခုဖြင့်ဂိုးသွင်းယူနိုင်သည့်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်ပက်ဂျီဆန်ကို1981ခုနှစ်မတ်လ30ရက်နေ့တွင်တောင်ကိုရီးယားနိုင်ငံဆိုးမြို့တွင်မွေးဖွားခဲ့ပါတယ်ကျောင်းတက်နေစဉ်အတွင်းပက်ဂျီဆန်သည်တောင်ကိုရီးယားတွင်အလားအလာအရှိဆုံးလူငယ်ပါရမီရှင်တဦးအဖြစ်အာရုံစိုက်ခံခဲ့ရပြီးတော့ကလပ်အများပြားမှလည်းကင်းထောက်ခံခဲ့ရကသူ့ရဲ့အလွန်ကောင်းမွန်သောလှူအားနှုန်း ်ဘောလုံးဆွဲယူမှုပုံစံနဲ့ဘောလုံးပေးပမှုပုံတွေကြောင့်ပဲလူသိများခဲ့ပါတယ်သို့တော့အလဲတန်းချောင်းတက်ပြီးတဲ့နောက်သူ့ရဲ့တင်းငယ်သောခန္ဓာကိုယ်အချိုးစားကသူ့ရဲ့အဓိကအားနည်းချက်ဖြစ်ခဲ့ပါတယ်အထက်တန်းချောင်းတက်နေစဉ်အတွင်းသူသည်အထက်တန်းရောက်ပြိုင်ပွဲတွင်1998ခုနှစ်ကိုရီးယားအမျိုးသားအားကစားပွဲတော်တွင်သူ့ရဲ့အထက်တန်းချောင်းပြိုင်ပွဲကိုပြိုင်ပွဲတွင်အနိုင်ရရှိအောင်ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းအကောင့်သေးတာကြောင့် professional ကလပ်တွေနဲ့တက္ကသိုလ်အသင်းတွေရဲ့ပယ်ချခြင်းလည်းခံခဲ့ရပါတယ်ဒါပေမဲ့ CRO ရဲ့မှတ်ချက်ပေးမှုဖြင့်မွန်ကြီးတက္ကသိုလ်တွင်ကစားခွင့်ရခဲ့ပါတယ်1999ခုန ဲ့ဇန်နဝါရီလတွင်ပကြီဆန်ရဲ့တက္ကသိုလ်အဖွဲ့အသင်းသည်တောင်ကိုရီးယားအိုလံပစ်အသင်းနဲ့လေးကျင့်ခွင့်ရရှိခဲ့ပြီးတော့သူ့ရဲ့ခန်းနာသောစွမ်းဆောင်ရည်များပြသပြီးတဲ့နောက်မှာတော့တောင်ကိုရီးယားလက်ရွေးစင်နဲ့အိုလံပစ်အသင်းရဲ့နီးပြရဲ့အာရုံစိုက်မှုကိုလည်းခံခဲ့ရပါတယ်။ထို့နောက်အိုလံပစ်အဖွဲ့ရဲ့ပမာဏအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတော့နောက်ဆုံးတွင်အသင်းရဲ့အပြည့်အသက်ရွေးချယ်ခြင်းလည်းခံခဲ့ရပါတယ်။၂000ခုနှစ်အေဘီလ9ရက်နေ့မှာတော့လာအိုအသင်းနဲ့၂000 AFC ASEAN Flag ခြေစစ်ပွဲမှာတော့ပကြီဆန်ဟာနိုင်ငံအသင်းတွေပွဲဥထွက်ပါဝင်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်။ Jesus. <laughs>